ဒီကနန်သုံးလူတကြီးတေလိုက်တယ်ဒီငါလေးနှစ်ကြီးသွားမှန်တယ်ဗျဒီနံပါတ်လေးဆိုရင်ကနန်မှန်တယ်အဲတုံညာလေးလေးမှန်တယ်ဗျနော်ဒီကနန်သုံးလူခေါ်တေလိုက်တဲ့နံပါတ်ကဒီ333ဆိုရင်ကနန်နောက်ထိုင်မှာကနန်အတီးပေးထားတဲ့နံပါတ်မျိုးပေါ့ဗျာ ပြီးခဲ့တဲ့ပါလဲကိုပြောခဲ့တယ်ကနောက်သုံးကြီးအဲ့ဒါလည်းတော်တော်ကောင်းတယ်နောက်သုံးလို့ပြောခဲ့တယ်လေဒီကနန်းသုံးလို့ရှေ့ဆိုရေကနန်းကဒီကိုကူတုံညာကိုပြီးပြပြင်းလေးဆော်တော့တယ်ဗျာကျွန်တော်ဒီကနန်းသုံးလို့လေးပေါ့ဗျာအဲ့လေးကကျွန်တော်ဒီကနန်းသုံးလို့လေးကိုကနန်းပြီးပြင်းဆော်တော့တယ်နံပါတ်3ပေါ့ဗျာနော် အဲ့နံပါတ်3လေးသူဆော်သွားတယ်ဒါအဲ့နံပါတ်3ဆော်တယ်ဆိုတာလည်းဘာလို့ဆော်လဲဆိုတော့သူတစ်တတနဲ့ရိုက်တာအဲ့3ဆိုတာအောက်ပိုင်းမှာအကုန်တစ်တာဒီကောင်တစ်ဆိုတဲ့ကနန်းကိုသူကကနန်းထည့်သွားတာတော့သူကဘယ်နေထည့်လိုက်လဲဆိုလို့ရှိရင်ဒီ တချို့တွေကပြောတာဘောဒီဖက်ပဲဆွဲဆိုတာကျွန်တော်ကအကုန်ကြည်ပြီးမှဆွဲတာသူကဒီကနန်းနှလုံးသုံးနေထဲတာဗျာဒီနှလုံးသုံးနေဒီကနန်းသုံးလို့ရှင်နေတစ်ပါလို့သူကောင်းထဲတာဗျာဒီကနန်းနှလုံးငားနေဒီသုံးလုံးချောင်းနေတစ်ပါလို့သူကထဲတာဒီကနန်းနှလုံးသုံးများနေဒီသုံးလုံးတင်းနေတစ်ပါလို့သူကထဲတာ ဒီကနန်းလုံးခုနဲ့ဒီ၃လုံး၄နဲ့တက်လို့ဒီနံပါတ်၃အဲ့တက်တည်ရိုက်ထားတဲ့နံပါတ်ဒီဒိုင်မဲကူကွာအဲ့တော့ဒီဖက်ကလည်းပြတောင်ပြမြောက်ပြဖြစ်မှဇို့လို့ဆိုပြီးတော့တမင်ပြတာဒီကနန်းသုံးလုံးတင်၅နှစ်လေးကိုတက်လို့ရိုးရှင်းတဲ့လေးတုတ်တဲ့ဒီသုံးလုံးခွန်တက်သုံးသုံးခွန်လို့အဲ့လိုရိုက်ပြတာဒီသုံးလုံးရှေ့ကိုကိုကိုတုံညာရှေ့လို့ရိုက်တာ ဒီ3734လို့ဒီမှာကွက်ဒီ3လုံး4အဲ့3ဆိုရယ်ခဏဒါအောက်ကနေစီလာရယ်ခဏ1ဆိုရယ်ခဏတလုံးထဲနဲ့စီလာရယ်နံပါတ်နော်အဲ့ဒါကိုကိုယ်ထဲမပြောတော့ထားလိုက်ပြီးသွားပြီနော်ကဲဟုတ်ပြီအဲ့နေတော့သူကခဏဘယ်လိုထဲမလဲဆိုသူထဲတဲ့အတိုင်းကျွန်တော်ထဲပြမယ်နော်သူထဲတဲ့အတိုင်းကျွန်တော်ထဲပြမယ် ဒီညမှာနိနေတူဆောတော့မေဗျာဆောတော့ပဲဆိုတော့ဒီမှာကျွန်တော်သုံညာလေးဒီကနန်းလွတ်ထားတယ်ဗျာဒီကနန်းနှလုံးလွတ်ထားတယ်အဲ့ဒီသုံညာလေးဆိုတာဒီ6သုံညာလေးဆိုရင်ကနန်းကောင်သုံညာဆိုရင်ကနန်းဖော်ထားတယ်ဗျာအဲ့ဒီသုံညာဒီနိနေတက်ကိုဝင်ရိုက်မေကနန်းကဒီ6နိနေဆိုရင်ကနန်းကိုသုံညာလို့ကျွန်တော်လိုက်ဖော်ရိုက်มาဖြစ်တယ် နာအဲ့လို live ဖို့ရိုက်မယ်ဒီတခါတော့ဆယ်လုံးပေါင်းနဲ့ရိုက်ပြီပြန်တော့အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုရင်ဒီကနားနှလုံးလေးကိုလွတ်ထားပြရတယ်အဲ့ဒီ၄ဆိုတာဒီ6ဆိုရယ်ကနား6ဖြစ်တယ်အဲ့ဒီ6ဆိုရယ်ကနားကိုနော်အော် sorry နော်ဒါ3လုံး3ညာ3လုံး3ညာထည့်တယ်ဟုတ်ပြီဒါ3လုံး6ကိုအခုဒီနေရာမှာပေါ့နှစ်3ညာ9ရိုက်မယ်နေရာမှာ ဒီ၄သုံးညာနဲ့ဆိုရင်ကနောင်း6လို့ကျွန်တော်ကနန်းတွင်းသွားမှဖြစ်တယ်နော်အဲ့ဒါဒီမှာကျွန်တော်လွတ်ထားတယ်ကနန်းဒီကနန်းနှလုံးခွန်လေးလွတ်ပြထားတယ်ဒီနှလုံးခွန်လေးလွတ်ပြထားတယ်ကနန်းကသုံးညာသုံးညာခွန်ဆိုရင်ကနန်းဒီသုံးခွန်ခွန်ကိုရိုက်တဲ့နေရာမှာဒီခွန်ခွန်သုံးဆိုရင်ကနန်းခွန်ပါပဲလို့ကနန်းနေစီထားတယ်ပြနော်အခုဒီမှာနံပါတ်9နဲ့နံပါတ်6လွတ်တဲ့နေရာမှာ ဒီ၅၆ဆိုရကနခွန်၅၆ဆိုရကန၈ဖြစ်တာမလို့ဒီနံပါတ်9နဲ့ဒီကနန်းနှလုံး9နဲ့၈ပါလို့ကနန်းဆင်သွားမှာဖြစ်သေးအဲ့တော့ကျွန်တော်အနေနဲ့ဒီနိနစ်တရိုက်တဲ့နေရာမှာပေါ့နော်အနိနစ်တကိုရိုက်တဲ့နေရာဒါကိုပြန်ပြရတယ်နော်နိတုံညာ9ဆိုရကနရိုက်တဲ့နေရာလေးပြန်ပြနေတယ်နော်ပြန်ပြနေတယ် အဲ့တော့ကျွန်တော်ဒီမှာ3ခွန်းခွန်းရိုက်တဲ့နေရာဒီဒီမှာကဏ္ဍကြီးပြန်လေဆွဲပြန်နေတယ်အခုဒီနေရာကိုလည်းကဏ္ဍဆွဲပြန်နေတယ်ဒါအဲဟုတ်ပြီအဲ့တော့ဘာလို့ဆိုလို့လဲကျွန်တော်ဒီကဏ္ဍ3လုံး105 4လေးကိုထဲတယ်အဲ့မှာတုံများလေးကလွတ်နေရောလွတ်နေတဲ့ဒီ6တုံများလေးဆိုရင်ကဏ္ဍတုံများလို့ဖြစ်လို့ရှင်ဒီနံပါတ်6နဲ့ဒီကဏ္ဍနှလုံးလေးကိုဘာလို့ရိုက်မလဲတုံများဆိုရင်ကဏ္ဍရိုက်မင်း ဲ့တော့ကျွန်တော်ဒီကနသုံးလုံးခွန်ဆိုတဲ့ကနကိုနာကျွန်တော်ဒီတက်တက်သုံးလုံးတက်တက်ချလာတယ်ဒီသုံးလုံးခွန်တုံးတုံးဆိုတဲ့ကနချတဲ့အချိန်မှာကျွန်တော်ဒီကနနှလုံးလေးလေးလွတ်ထားတယ်အဲ့လေးကဒီနံပါတ်2ရေဒီကနနှလုံးလေးရဲ့6ဆိုတဲ့ကနဖြစ်ရင်ဟောဒီယာနံပါတ်4ရေဒီကနနှလုံးနဲ့6လို့ကျွန်တော်စီစဉ်ပြီးတော့လုပ်ပေးတယ် ဒီမှာနိခွန်9ဆိုတဲ့ရှစ်ကြီးက99တုံညာ8လို့ခြားတဲ့အချိန်မှာဒီကနန်းနှလုံးခွန်လွတ်ထားပြီးတာနံပါတ်တုံညာနဲ့ကျွန်တော်ဒီကနန်းနှလုံးခွန်ခွန်ဆိုတဲ့ကနန်းဖြစ်တာနဲ့ကျွန်တော်တို့ဒီခွန်3ခွန်ဆိုတဲ့ကနန်းဘာလို့ရိုက်မလဲနံပါတ်ခွန်ဆိုတဲ့ကနန်းရိုက်မယ်ဒီကနသုံးလုံးလေးကိုသုံးလုံးလေးပါလို့ထဲတဲ့နံပါတ်3နေရာမှာကျွန်တော်เนาะ အဲ့တော့383 4ကို4434ရိုက်တဲ့နေရာမှာကျွန်တော်တို့ဒီကဏ္ဍနှလုံးလွတ်ထားတာပေါ့96အဲ့96ဆိုလို့ရှင်ဒါခွန်96ရှိရေးရမှာလို့ဖြစ်နေအဲ့ခွန်96ဆိုရေကဏ္ဍရှစ်လို့ဖြစ်ရင်ဒီနံပါတ်9နဲ့ဒီကဏ္ဍနှလုံး9နံပါတ်10ပါပဲလို့ကျွန်တော်တို့ဖော်သွင်းပြီးတော့ကစားသွားမယ်အဲ့လိုကစားပြီးတဲ့အခါမှာ ဒီကနန်းသုံးလုံးသုံးလေဆက်ဆောလိုက်မယ်ဗျာနော်ဒီ9 3ညာ4ဆိုတဲ့3အဲ့ဒီ9 3ညာ4သုံးလေကျွန်တော်ကနန်းတွင်းသွားမယ်ဗျာနော်မတွင်းလို့မရဘူးလေသူလည်းတွင်းမှရပါအဲ့တော့အဲ့9 3ညာ4ဆိုတဲ့ကနန်းသုံးလူဖြစ်တယ်ဗျာဒီ9 3ညာ4ဆိုတဲ့3ကဒီကနန်းနှလုံးသုံးကိုတွင်းသွားမယ်9 3ညာ4သုံးဒီနှလုံးသုံးတွင်းသွားမယ်ဗျာနော် ဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒါ883ပေါ့ဗျနော်ဒီ883ဆိုရယ်ကနဘာဖြစ်လဲဆိုတော့လေကိုဆိုရယ်ကနဖြစ်တယ်အဲ့883ဆိုရယ်ကနဘာထေတာဆိုတော့ကိုဆိုရယ်ကနထေတယ်နော်အဲ့ကိုလူထေတယ်အဲ့ကိုဆိုဒီနောက်လုံးကိုတွင်းသွားမယ်ဗျနော်ဒီ883ဆိုရယ်ကနနောက်လုံးကိုဆိုရယ်ကနတွင်းသွားလိုက်မယ်ကျွန်တော်ဆက်ပြီးတော့ထဲလိုက်မယ်နော် အဲ့တော့ဒီခွန်ခွန်သုံးများဆိုလေကနဘာလူသေးတယ်ဒီမီတော့အဲ့ကနန်းကိုချိန်ပြီးသေးတယ်ဆိုတာလို့ဒီမှာဒီကနန်းသုံးလုံးတင်ကြည့်ဖြစ်လို့လို့အဲ့သုံးလုံးတက်ဒီ9နဲ့4ဆိုတဲ့ကနန်းတက်ဖြစ်ဒီ6ကိုချိန်တာလို့ဒီ9သုံးများ4ဆိုတဲ့3ဒီနှလုံး3ကိုလမ်းထဲနေတာလို့ဒါသုံးလုံးခွန်လို့ ဲ့ကနသုံးလုံးခွာဒီတသုံးသုံးရိုက်ထားလို့လို့ဒီနံပါတ်3ချိန်နေတာလို့ဒီရှစ်ရှစ်သုံးဆိုရယ်ကိုဒီနောက်လုံးကိုချိန်နေတာလို့ဒီကနသုံးလုံးရှစ်ကိုလို့ဒီကိုကိုတုံညာရှစ်ဒီတုံညာကိုချိန်နေတာလို့ဒီခွန်ခွန်တုံညာဆိုရယ်လေးဒီနှလုံးလေးကိုလမ်းချိန်နေတယ်လို့သူ့ရမ်းချနေတာမဟုတ်ဘူးလို့ဒီကနသုံးလုံးကလေးလို့ အဲ့လေခွန်လေးသုံးကိုသူ့ချိန်ပေးရမယ်အဲ့နံပါတ်3အဲ့ချိန်ဘောဒီမှာ653ဆိုရယ်ကနေ6လို့အဲ့6ဒီနောက်လုံးပေါင်း6ဆိုရယ်ကနေလမ်းချိန်မယ်လို့အဲ့ဒါမှကနေကွန်တီကြမှာဟိုဒီ7လုံးပေါ့သူတာကနေနှစ်ဖက်လုံးကိုတွဲပြီးတော့မှကနန်းပြိုင်ပြီးချိန်ပေးရမှာလေနော်တစ်ဖက်ထဲနဲ့တွတ်ထည်လို့မရဘူးလေအဲ့တော့ဒီကဒီ9 3 4ဆိုရယ်3 နာဒီနောက်လုံးသုံးထည်ပြီဒါရှစ်ရှစ်သုံးကိုဒီကိုထည်ပြီခွန်ခွန်သုံးညာလေးဒီလေးထည်ပြီဒါကျွန်တော်ဒီမှာ၅ရှစ်သုံး6ဒီလုံး6ထည်မယ်အဲ့တော့ထိတ်ဆုံးကဘာဟုတ်ထည်မလဲဘာဟုတ်ထည်မလဲဒီကနန်းသုံးလုံးရှစ်ဆိုရင်ဒီကနန်းသုံးလုံးရှစ်ရှင်လုံးပေါင်းကိုဆိုရင်ကနန်းအရင်ထည်မယ်နော်အရှင်လုံးပေါင်းကိုလေးကိုအရင်ထည် ဒါပဲသူဆယ်လုံးပေါက်ဆိုတာကျွန်တော်ပြီးမှလာကွင်းကွိုင်းရိုက်တာဟုတ်ဒါမျိုးမရေးပြပဲတကွတဲ့တက်ဆွဲလို့ရှင်တော့မလွယ်တော့ဘူးသွားသွားတော့တကွတဲ့ဆွဲကြလိုက်တာအဲကံကံမရကပဲအဲ့ဒါတော့ဒါမူမမနာပြတကွတဲ့ဆွဲတာကအကွက်တရားလိုက်ဆွဲကံကောင်းတော့ဘောမောကိုကံဟိုခုံထေးရောက်နေတော့ဘောမော မူကနာမူမပါပဲနေတော့မရလောက်ဘူးလေအဲ့တော့ဒီ၃လုံး၆ဒီ၄လုံး၆ဗာနောက်လုံးပေါင်း၆ဆိုရင်ကနန်းထေဗာနောက်လုံးပေါင်း၆ထေအဲ့ဒါမျိုးမူထွက်လာလိမ့်မယ်သူကအဲအဲ့မှာနောက်လုံးပေါင်း၆ထေမယ်ပြီးကြမှာတကွက်ကောင်းပြောပြမယ်ဘယ်ကွက်ကောင်းလို့ဆိုကြည်ပေါ်လीနော်အဲကိုကိုကြီးကြီးကောင်းလို့မြောက် ကြီးတဲ့လူအကုန်ကောင်းမှဖြစ်တာထွေးကြည့်ဆွဲတယ်ဆိုတာဒါဆွဲတယ်ကွာဒါဆွဲတယ်ဒီတကွက်ဆိုတာကျွန်တော်ပြောတယောက်ထဲကောင်းရင်ခင်ဗျားတယောက်ပဲဖြစ်မှာပေါ့ကြံတဲ့လူတွေပဲဖြစ်ပါမလို့ကြံတဲ့လူကလည်းသူဟာနဲ့သူနီးသူလန်းနဲ့ကိုယ်ထဲကောင်းတာလည်းရှိချင်းလည်းရှိမှာပေါ့ဒါမူရထုတ်ပြလိုက်ပြီးပြီကဲဟုတ်ပြီဘယ်ကနန်းဖြစ်မလဲ ဗေကနဖြစ်မလဲဗေကနဖြစ်မဲ့ဒီကနတကွက်သေးတကွက်သေးချာမှာပေါ့လေနော်တကွက်လေးပါးဆွေးတာဒါဆိုဟူဟူကိုထဲလို့မရဘူးဒီညမှာအလေထိုင်ပြောပြမကြည့်။နော် ဘေးကနေယူမယ်ဆိုလို့ရှိရင်တမျိုးလာတယ်နော်ကိုကကိုလည်းလုံဘေးကယူမယ်ဆိုဘေးကပေါ့တော်အယူတော်ကဒီကနေယူမယ်ဆိုရင်တော့ဒီနေ့လေးနေဆိုရင်ကနေယူလို့ရတယ်အဲ့ဒီကနေလို့ရှိကသူကနေခြာထားတယ်ကနေဒီနေ့လုံးကိုယူမယ်ဆိုရင်တော့363ညဆိုပြီးကနေရတယ်နော်ဒီခွန်ဘေးอ่ะ ဒီကိုပေးကနန်းဒီနှလုံး6ခုယူမယ်ဆိုလို့ရှင်းတော့ကိုတုံညာခွန်ဆိုရဲကနန်းရတယ်နော်အဲ့တော့ဒီနေရာမှာဒီကနန်းနှလုံး6ခုယူမယ်ဆိုလို့ရှင်းတော့ဒီ466ဆိုရဲကနန်းရတယ်ဒီမှာနံပါတ်6တလုံးပြောပြတယ်နော်နံပါတ်6တုံးထေကလည်းကောင်းလိုက်တာပြောမနေနဲ့နောက်ပိုင်းကျအောက်မှဆုံတုံးထေကနန်းတန်းလိုက်တာတုံးထေကလည်းတချစ်ပြထားတယ်ဗျာ ဒီရှိကြီးအဒီနယ်လေးနဲ့ကောက်သေးရင်တော့တဘောနော်ဆယ်လုံးကွက်ထဲမှာပြောပြဒီကိုကတော့ဒါ36တုံညာကောက်သေးရင်တော့ကိုကြီးလို့နော်ဒီ6ကြီးကောက်သေးရင်တော့ကျွန်တော်ဒီနဘာ9တုံညာခေါ်တော့6ပြီပေါ့အဲဒီကနန်းလုံး6ထဲရင်တော့ဒါ4 6 6စုတွေကနန်းထဲလို့ရင်တော့သုံးလုံးလုံးကောင်းတယ်နော်သုံးထိပ်ကလေးကောင်းလား6လေး သူမြောက်ကောင်းနေဒါပြောပြတော့ပြန်နော်ဒါ963နဲ့ကဏ္ဍတော့ကတ်နေတယ်ထွက်ချင်တယ်ထွက်မို့ကိုလည်းအတတော်မတည်ဘူးလေဒါနံပါတ်6နိ6ကြီးရဒီပင်ဆိုးမှာပြတိကွာ36ด้วย36ด้วยเนาะ36ထဲကလေးကဏ္ဍဆိုးဘူးဆိုဒီနေဆိုတော့မဆိုးဒါမဲ့ကျွန်တော်ဒီကောင်တော့ကျွန်တော် ကနာ6ထိန်နေပဲဒီညာမှာပညာသာဘာပြောမယ်ပြန်နော်ပညာတစ်ခုထဲလွတ်ပြီးလိုက်မယ်ပြန်အဲ့မှာကနန်းတကွယ်ပဲချမယ်ဒီစေဘောက်ထဲမှာကနန်းတကွယ်ပဲချမယ်ကေပညာထုတ်သုံးလိုက်မယ် ဒါနဲ့နဲ့တေကိုရိုက်တယ်ဒါနဲ့သုံးညာကိုရိုက်တယ်ဒါသုံးခွန်ခွန်ရိုက်မယ်ဒါဒီကနိုင်ရိုက်မယ်ဟုတ်ပြီကဲဒီညမှာဘလူပညာသုံးမလဲဆိုလို့ရှိရင်ဆော့ဆော့ပြောလိုက်တဲ့6နာဆော့ဆော့ပြောလိုက်တဲ့6ထက် ဒီ9 3ညနေကိုတက်ပါဘောနော်ဒီ6 4ညကိုနေပါဆိုဒီကောင်3လုံးတင်းနေနေဒီ9လေးနေဆိုရကနာတက်ပေါ့နော်ဒီ9 3ညကိုနေနေနေဒီ3 9 3ဆိုရကနာကိုတက်ပေါ့နော်ဒီ9 3ည3ကိုနေနေနေဒီ၄၁6ဆိုရကနာကိုတက်ပေါ့နော်ကျွန်တော်မှလည်း6ထည်ချထားတော့ အမနာပါ6ညနေဗျာဒါယူယူတန်တန်ပဲတက်လိုက်ပါတော့ဗျာဟိုနှစ်ဒီနှစ်ဒီတော့ထားပါတော့ဒီပဲဒါယူယူတန်တန်တက်ပြလိုက်တယ်အမတူယူယူတန်တန်တက်ပြလိုက်တဲ့ကနန်းရဲ့အဓိပ္ပာယ်ဘယ်ကိုရောက်သွားမလဲဆိုကျွန်တော်ကြည့်အောင်ဗျာအမတက်လိုက်ပြီဗျာဒီသုံးလုံးတက်ပဲဖြစ်ဖြစ်သူကသူသုံးလုံးနေပဲဖြစ်ဒီနံပါတ်1ကိုဥတီမဲ့ကနန်းကိုဆော်ရတာ ဒီမှာနံပါတ်၄ဆိုတဲ့ကဏ္ဍရှိသေးပြီ။အဲ့ဒီ၄ရဲ့နံပါတ်၁ဆိုတဲ့ကဏ္ဍနဲ့ဒီနံပါတ်၄ကဒီတကြီးနဲ့ပေါင်းလို့ရှိရင်အဲ့ဒီ၃လုံး900ရတယ်နော်။အဲ့ရဲ့တဒံဒါကြောင့်ဒီ၄ကိုဆွဲတာလို့ဒီ၃လုံး၃ဒီနောက်လုံး၃ဆွဲတယ်ဆိုရင်တဒံပြောပြမယ်။ဒီနံပါတ်၄ကိုကျွန်တော်နံပါတ်၁နဲ့ပေါင်းလို့ရှိရင်900ဆိုတဲ့ကဏ္ဍအရင်ပဲကြည့် ဒီနာပတုရှင်းတဲ့ပုံးလို့ရှင်ဒီနာပတုရှင်းတဲ့ပုံးဒီကနန်းသူလူတက်ဆိုပြီးအနံ့ရဒီနာပတုညာအဲ့နာပတုညာဒီမှာရေးစရာရှိသေးတော့ပါဠိရေးရအောင်မလို့ဒီမှာအဝါရောင်တွေလွတ်နေတော့အဝါရောင်ပါဠိထည့်လိုက်တာဆိုတော့ဒါသုံးလုံးသုံးသုံးထည့်သုံးလုံးကိုကိုထည့်သုံးလုံးလေးလေးထည့်ဒီမှာနံပါတ်လေးဆိုပြီးအနံ့ရေးပြရအောင် ွန်ခွန်တူညာလေးဘုနော်ဒီမှာရှင်ကားသုံးချော်ရဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနံပါတ်၄နဲ့၁နဲ့ပေါင်းလို့ရှင်ဒီမှာ900တယ်နံပါတ်၃နဲ့၈နဲ့ပေါင်းလို့ရှင်တော့ဒါပေါင်းမယ်ကနရေးပြတာ၃နဲ့၈နဲ့ပေါင်းတရတယ်ဒီနံပါတ်၃ညာနဲ့ခွန်နဲ့ပေါင်းနေပြီနော်ဒီနံပါတ်၃ညာနဲ့ခွန်နဲ့ပေါင်းဒီကောခွန်ရတယ်ဒီနံပါတ်၃ဘေကနနဲ့တက်ပေါင်းမလို့ အဲ့ဒီမှာနံပါတ်6တော့ရထားပြီဆိုတီတော့တီလောက်ပြီတင်တယ်ဒီနံပါတ်4နဲ့တင်တဲ့ point ဒီ9ပြရဆိုခန်းလို့ဆွဲထားတဲ့ကနဒီ3လုံးတင်ပေးဒီ4ဆိုတဲ့ကနဒီတင်တဲ့ point ဒီ9ပြရတယ်ဆိုတဲ့ဒီပဲဒီ1ဆိုတဲ့ကန9သုံးညာနေပေးနံပါတ်3နဲ့8နဲ့ပုံးလို့ရှင်ဒီကနန်း3လုံးတဲ့ ရတယ်အဲ့ဒီရှစ်ဆိုရယ်ကနကတော့ဆွဲထားတဲ့ဒီရှစ်ရှစ်နဲ့ပဲအဲ့ဒီသုံးလုံးရှစ်ပဲဒီနံပါတ်၃ညာနဲ့ခွန်နဲ့ပေါင်းလို့ရှိရင်၃ခွန်ခွန်အဲ့ဒီသုံးလုံးခွန်ရဒီနံပါတ်ခွန်ဆိုတာဒီကနသုံးလုံးခွန်ပဲအဲ့ဒီကနသုံးလုံးခွန်ပဲဒီနံပါတ်၃ကိုဘာနဲ့ပေါင်းရင်ဒီကနရမလဲဒီနံပါတ်၃ကိုအခုဒီမှာ အခုကျွန်တော်တို့သုံးလုံးတပည့်တဲ့သုံးလုံးနေပဲတဲ့ဒီကောင်ဒီသုံးလုံးကိုဆိုရဲကနံပြနေတယ်။နော်ဒါ၆ရက်ထားပြီ။ဒီနံပါတ်3နဲ့6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်ဒီကနံသုံးလုံးနေဆိုရဲကနံရမယ်။အဲ့ဒီကနံသုံးလုံးနေကိုကြည့်လို့ရှိရင်3နဲ့6နဲ့ပေါင်းအဲ့6ဆိုတာဒီသုံးလုံးကိုပြောတာနော်3နဲ့6နဲ့ပေါင်းနေဆိုလို့ရှိရင်ဘယ်ကနံရှိလို့တော့နောက်လုံးကောင် 6 6ထိန်းနဲ့ကဲလို့633ဆိုရကနတကွက်သေးရှိသေးတဘောပေါက်လာတော့မသိမပေါက်လဲပြန်ရှင်းပြန်မလဲနော်အဲ့ရဲ့ဒိဗေကကနအဲ့လိုသွားလေပြန်နော်သူဒိဗေကဒါဒီမလေးပြဘာမှမတော်မချဲပဲကြည်၄နဲ့၁နဲ့ပေါင်းမလို့ဒီ၃လုံး900မှာပေါ့ဗျ။၃နဲ့၈နဲ့ပေါင်းလို့ရှိရင်၃လုံး100မှာပေါ့ ၃ညနဲ့ခွန်နဲ့ပေါင်း၃လုံးခွန်ရမယ်ဒီ၃ဟာဘာနဲ့ပေါင်းမလဲမသိသေးဘူးမတည်သေးဘူးဆိုရင်ဒီ၄ကိုတက်နေပေါ့ငါးရာဒီ၉တုံညာနဲ့တကြီးပေါ်လာအဲ့တက်ဆိုတာဒီ၉တုံညာနဲ့တက်ပဲပြေ၆လေးနဲ့နဲ့ပဲဒီနှစ်ထိပ်ကိုယူလိုက်တာနဲ့ဒီ၃လုံးတက်ဖြစ်နေ နော်အဲ့သုံးလုံးတစ်ဖြစ်နေပြီအဲ့လေးတစ်ပေါက်နေကနာဒီကောင်သုံးလုံး၅ရဲ့ဒိဗေက၉တုံများလေးဆိုတဲ့သုံးကဒီနောက်လုံးသုံးဝင်တဲ့ဒိဗေနဲ့အတူတူပဲတဘောပေါလာမတည်ဘူးပေါလာနံပါတ်၃နဲ့ရှင်နဲ့ပေါင်းလို့ရှိရင်လို့ဒီသုံးလုံးတရားအဲ့ရှင်ဆိုတာဒီကနာသုံးလုံးရှင်ဖြစ်တယ်အဲ့ဘာလို့ဖြစ်ဒီကောင်သုံးလုံးတစ်ပဲဖြစ်ဖြစ်လို့ဒီခွန်သုံးနဲ့သုံးလုံးနှစ်ပဲဖြစ်ဒီနှစ်ထည်ကြီးကြာလို့ရှင်ဒါသုံးလုံးရှင်ပဲဖြစ် အဲ့ရှင်နဲ့သုံးနဲ့ပေါင်းမှာတော့ဒီသုံးလုံးတက်ဖြစ်ဆိုဒီကောင်ဒီသုံးလုံးကိုးဆိုကဒီနှလုံးကိုးချိတ်လို့ပေါ့နော်အဲ့တော့ဒီပါလေးဘာမှမကြည့်ဘူးဆိုတုံညာခွန်နဲ့ပေါ့ဒီမှာခွန်ရမှာပဲဟုတ်ပြီဘယ်ကခွန်မှာဒီကောင်ဒီသုံးလုံးခွန်နဲ့အဲ့ခွန်ကြီးอ่ะခွန်နဲ့ဆိုတော့သူကသုံးလုံးတက်ပဲဖြစ်ဖြစ်ဒီကနသုံးလုံးနေပဲပြေသုံးကြီးရမှာဒီသုံးလုံးခွန်ပါဗောခွန်တုံညာနဲ့ခွန်ပေါင်းခွန်ပါဗော လုံးလုံးခွန်ပါဘောအဲ့ဒီတော့ဒီနောက်လုံးလေးဆိုတာဒီနဘာတုံညာချိန်ထားဒီသုံးလုံးလေးကဒီနောက်လုံးလေးပဲကဲဒါဆိုလို့ရှိရင်အခုချိန်ပြီးလိုက်ပြီလေဘာကိုချိန်ပြီးလိုက်လဲဒီသုံးဘာနဲ့ပေါ့အောင်မမတည်ဘူးမလားအမဒီ၄၁၆၁၁ဆိုရဲကနနံပါတ်6ရိုက်ပြရပြ336နဲ့ဆို6ရိုက်တော့ဒီကောင်ရှင်96ဆိုရဲကနကြာတယ် အဲ့နံပါတ်3ကိုနဲ့ပေါ်ဒီကောင်နေဘရိတ်ဆိုတဲ့ကနရမှာဘောဒီနောက်လုံးပေါင်း6ဆိုတဲ့ကောင်ဒီ3လုံး6ပြန်ချိန်တဲ့ကောင်နောက်လုံး6ကိုကနချိန်ထားမှာတော့နေဘရိတ်ဆိုတဲ့ကနတော့ပေါ်မှာဘောနော်ဒါနံပါတ်9နီနေပေါင်းချတယ်ကနဘောဒါဘာမှမတည်ဘူးဆိုတော့ဟာ၄နဲ့တင်နဲ့ပေါင်းတော့9ရတာပဲ3နဲ့8ပေါင်းတော့10ရတာပဲ3ညနဲ့ခွန်ပေါင်းခွန်ရတာပဲ 39နဲ့ပေါ့နေရာ9ဆိုတာဒီကောင်3လုံး9ပြန်ဖြစ်နေမှာဒီခွန်ဆိုတာ3လုံး9ပြန်ဖြစ်နေမှာဒီ6ဆိုတာ6 6နဲ့ပြန်ဖြစ်နေမှာဒီ1ဆိုတာ9 3နဲ့1လို့အဲ့လိုကဏ္ဍမျိုးပြန်ဖြစ်ပြီးတော့နောက်လုံးပေါ့လဲဒီ3လုံး6ဒီ4လုံး6ကချိန်ထားတဲ့နံပါတ်ထဲမှာပြန်ရွေးချယ်ပြီးတာကိုပြောတယ်နော်အဲ့လိုပြန်ရွေးချယ်တဲ့အခါမှာလို့ဒီ6ဒိန်းနေ633ဆိုတဲ့ကဏ္ဍတော့ထွက်တယ်လို့ အဲ့ဒါတဘောပေါလာမတည်ဘူးနာအတဘောမပေါလာတော့တဘောပေါလာတော့မတည်ဘူးကနန်းတော့အနေထားတော့သွန်ဖက်ညရိုက်တော့ကနန်းအဲ့လိုဖြစ်တော့ဘောနော်နောက်တော့လေကနန်းထေထားတာဟုတ်နေပါလေသူကလေဒီနောက်တော့ကမပြန်တော့ကြာနေကြာနေနေပြန်တော့မူပြန်ထမလို့ချက်ကြည့်ပြီးလေ 哎，路水哒布木高啦，路水拢布啦。拄个西米糯米水啊，哒乌边个？在拍台水落来木皮乌里边呐？在拍台水物做糊糕包啊里，糊糕加工嘛？糊糕木水也糊糕包啊加里哩。包啊糊糕木赚钱，看不铁路铁路哩？云南高二包啊喂加嘞，铁路云南哩高二路线包啊，离超出电压速度呀？哎，糊糕包啊在加嘛？ အဲ့တော့ကျွန်တော်ပြောပြတဲ့ဒါကကနဆွဲပုံဆွဲညူကနကိုအတိချုပ်ဆွဲပြတာသူ့ဘလောက်ထိဆွဲပြလဲဆိုလို့ရှိရင်ဒီကနသုံးလုံးတုံညာဆိုဒီသုံးလုံးတုံညာဆိုဒီနှလုံးလေးကိုဒီလေးကြတယ်ကနဆွဲတာဒီကနသုံးလုံး6ဆိုရင်ဒီကနသုံးလုံး6ဆိုဒီနှလုံးလေးနဲ့ဒီလုံးနဲ့ဆွဲချတာဒီကနသုံးလုံး9ဆိုရင်ဒီကနသုံးလုံး9ဒီနှလုံး9နဲ့တုံညာ ဘာဖြစ်လို့ तू ကနအဲ့လိုကာထားဆိုတော့ तू ခြာပြီးပြီးသားလေဗျာအေးကနနီယံဒါကနထဲတော့ तू ကွက်တီကြီးထဲထားတဲ့နံပါတ်ကြီးတီးပြီးပဲအဲ့လောက်ဆိုမပြောတော့ဘူးနော်အဲ့တော့ तू ကဒီသုံးလုံးခုံဆိုဒီကောင်သုံးလုံးခုံကာတယ်ကနပဲအခုကျွန်တော်တို့ဒီခွန်6 5 8ပေါ့နော် Ämmer Di Nabakune Dine Lokunneche, Di Kune sinnne Lokunneche gale genenka wieder. Äiderchan dot Di Kutungja le Tongzo Nolungtung ka wieder seche Tongsule ku Nolungkuer ka wieder Kongkon Tongja le Nolung lekat haeswin. Di seng Adungchao dot Dine Lungchao ka Nolungmongchao. Sin Lungku Nolungmongchao ka le genemmer. Da janno Bianxin bjader. အဲ့လိုကာတဲ့ကနားမှာတကွယ်ကောင်းဆွဲလာလို့၄နဲ့၁နဲ့ point 9ရတယ်လို့တကြီးဆိုဘယ်အတည်းဒီကောင်ခြေစည်းသုံးလုံးတင်ဖြစ်တယ်ကနားတူတူပဲဒါသုံးလုံးသူကနောက်လုံးသုံးဒါ quality ပဲဘော၄နဲ့၁နဲ့ point မတော့9ဖြစ်မှာပေါ့နံပါတ်3နဲ့8နဲ့ point ဒီကနားသုံးလုံးတင်ရတာဒီရှေးဆိုတာဒီရှေးရှင်းနေကိုဆွဲထားတယ်ကနားမင်း နံပါတ်3ညနဲ့ခွန်နဲ့ point ဒီ3ခွန်ခွန်3လုံးခွန်ရအဲ့ခွန်ဆိုရကနဒီ3လုံးခွန်မေအခုဘယ်3လုံးဆွဲမှာလဲဆိုအခုထိတ်စီဆွဲပြတာဒါ3လုံးတပဲဆွဲဆွဲဘယ်ရဆွဲဆွဲတဆွဲဆွဲနပဲဆွဲဆွဲဘယ်လိုပဲကနန်းဆွဲဒီ6ထည့်ဥပေးလိုက်တာနဲ့ဒီကနန်း3လုံးက9ဖြစ်နေမှာတော့ပေါ်မီဝ39မှာတော့ဒီကနန်း3လုံးနဖြစ်ပြီဆိုရင်ကနန်းရဲ့အစင်လာမှာဆိုလို့ရှင်တာ ကနန်းထေတာနောင်လုံးဝေါ6နိဘရိဆိုတာရက်ဒါ633ဆိုရီကနန်းပဲရှိတာဒါ6 8 9 3ည1 2 345ဆိုဒီကောင်တကောင်ပဲရှိတာ633ဆိုရီကနန်းဒါပဲရှိတော့ကျွန်တော်633ညီနေကနန်းလွတ်ထေတာပေါ့နော်ဒါတော့အတိအကျပြောချတာပေါ့ဒါပေမဲ့မိမိအနေနဲ့ဒီထဲကကြိုက်တဲ့နံပါတ်ရှိရင်ကိုကနေပြီးတော့ကြီးစောပေါ့နော်